င်္ဂလာမှာကျွန်တော်တို့ဒီလိုပါဒီကတော့ key page ကိုဒီလိုပါဒါလေးနဲ့သူ့ရဲ့တက်မိလေးကိုအစာကျွေးပြန်မှာဖြစ်ပါတယ်။နောက်ဗာကျွေးလဲဆိုတော့ဒါပစုံလေးပိုင်းလေးပိုင်းလေးဒီရပါနော်။ဒါငါးလေးရှိလဲဆိုတော့ဒါဒီလိုပါတာပေါ့။ဒီလိုပါတာပြီးတော့ Oscar Tiger Page နောက်ကစုပ်ကလေးပေါ့နော်။ဒီဝါလေးကကြတော့ဒီတက်ဖြစ်ပြီ။ဒီဝါတာမျိုးစိတ်လေးတွေကိုပြောရရင်စီပါတောင်ရှိ red golden ဒီ australia ဒီမှာမျိုးစိတ်ဖြစ်တဲ့ bartek ပေါ့နော်ဒါလေးရှိမယ်ကျွန်တော်ရဲ့ကောင်းကြီးကကျတော့ golden ပေါ့ golden မှာမှာ golden cross valley ပါဒီဘာတောင်ရှည်လေးကတော့သူကနှစ်ကောင်မွေးလို့ရတယ်ဒါပေမဲ့တောင်တူလေးဖြစ်တဲ့ red တို့ golden တို့ပေါ့ golden australia တို့ကတော့သူကနှစ်ကောင်နဲ့တော့မွေးလို့မကောင်းဘူးသူကချင်းချင်းကြိုက်တတ်ကြတယ်ဒါတော့ဗီဇာပေါ်တော့အများကြီးမူတည်တာပေါ့။ရန်လိုတဲ့ကောင်တွေကတော့ချင်းချင်းကြိုက်တတ်ကြရဲ့ချို့ကြ ို့မွေးချက်တွေလည်းရှိတယ်၊နှာခေါင်းလည်းမွေးလို့လည်းရှိတယ်။ကျွန်တော်တော့အဆင်မပြေခဲ့ဘူး။တကောင်နဲ့ပဲအဆင်ပြေတယ်။အစမွေးမဲ့သူတွေဆိုလည်းတကောင်နဲ့ view site တာကောင်းတယ်။ကျွန်တော်တို့ဒီဟိုငါးဆုံထည့်ထားတော့တိတ်တော့မကောင်း။တောင်လေးငွေဘောပြန်သွားလိုက်အောင်။ဒီကကျွန်တော်စီစရရောက်ချင်းပေါ့နော်။ဒီတော့ကျွန်တော်သူ့ကိုပဲလက်လေးကျူးတယ်။စာကြောင်လေးတွေပေါ့။ဘာကျွေးလဲဆိုတော့သူ့ကို ARG1 G2 ပေါ့။အဲ့ဒါမရရင်ကျွန်တော် Hikari ပေါ့။ဒီတစ်စိတ်ကြီးကျွေးတယ်။ တော့ကံကောင်းနေပြောရမယ်စာချုပ်ကိုရန်ကြီးမထွင်ရဘူးသိစုစားတယ်ပေါ့ဘာတက်တာလဲဆိုတော့အရှင်တက်တာပေါ့ဗျာစာစင်းนี่ပဲခဏခဏကြည့်နေကြတော့တန်ကြတဲ့တရားတန်လေးချပြရတယ်ဟိုစာချုပ်ကြတယ်နဲ့တက်တာပေါ့ဒီတန်ချပြရပြည်စရာမျိုးတော့အဲဗီဒီယိုထဲမှာလေးလေးလေးပြန်လာခွင့်လုပ်ပြီးကြည့်ပေးပါကျွန်တော်လည်းအကောင်ပဲမေးရင်ပြောဒါလေးနည်းနည်းတွတ်သွားတယ်ဒီမှားမိတယ်ငွေကြရတယ်ပေါ့နော်ဘာလို့ငားမွေးကြရတော့ကျွန်တော်ပါစနယ်ဖြည့်လဲဖြည့်ချင်းဖြစ်မယ်ပေါ့နော် လောက်ကပြန်လာခံပြီးလေးပိတ်အားကန်လေးကိုထိုင်ကြည့်ပြီးလုပ်ပင်မမှုကိုချိုးတဝက်တက်တာကြီးတယ်ပေါ့ဗျာပြင်းဒီကောင်လေးတွေကပိုင်ရှင်ကိုမတ်မိတယ်ဗျာဟိုကလောက်ကပြန်လာသူကန်ရှင်ကိုရက်လိုက်ရင်ခွေးလေးချောင်လေးတွေလိုပဲနှုတ်ဆက်လိုပဲကပြတယ်ပဲပြောရမလားမောပြေတယ်ဗျာတီရှူပေးသူတိုင်းရောကျေးဇူးတင်ပါတယ်ဒီဝါရံနဲ့ပတ်သက်ပြီးမေးစရာရှိရင်လည်းကွန်မန့်မှာမေးခဲ့ပါဗျာ